ဒွေရှိရောဒေတာပကာရီရွာမှာဖြစ်တဲ့တစ်ဖက်တိုက်ပွဲမှာ စကန်းစင်ဘူရိုကြီးကျောင်းတဲ့ဒူနီအီလီလိုထိခိုက်ပျက်စီးပြီးအရတားနှုတ်ထိခိုက်တန်ရာရရှိခဲ့တယ်လို့ဒေတာခန်ရီစီကတည်ရပါတယ်။စကန်းစင်ဘူရီကျောင်းမှာရှားရီစကန်းချလာတဲ့အင်အားတရာလောက်ရှိဆန္နာရှင်တပ်ဖွဲ့ကို စတိမလဆလီရဲ့ညာနေပိုင်းမှာပြည်သူကာကွယ်တပ်တွေကတက်ခဲရစတိမလဆန္နာရင်နေအတီတိုက်ပွဲဖြစ်ခဲ့တယ်လို့ဒေတာခန်ကပြောပါတယ်။ စင်မလာ9ရက်နေ့လယ်12နာရီခွဲမှာဆရာနာရှင်တက်ကလီနဲ့လာရောက်ပူကျဲတက်ခိုက်ပြီးစစ်တပ်နဲ့တွင်နဲ့ပါပက်ခတ်ခဲ့တယ်လို့ဒွေမြို့မှာရှိတဲ့ဆရာနာရှင်တက်ကလီလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုင်ပွဲတွင်ရကန်းစင်ဘိုးတော်ကြီးကြောင်းရဲကျောင်းဆောင်အချို့ခေါင်းမိုးပွဲထွက်တာအင်းကြက်ပြိုကျပျက်စီးတာ ဖျားစီတီတွေထိခိုက်ပျက်စီးတာနဲ့လူနေအိမ်တွေ ပြိုပြက်ခဲ့တာတွေကိုတပ်ပေါ်မှတ်တမ်းတွေ့ရသိရပါတယ်။ဒါပြင်နှစ်ဖက်တိုက်ပွဲဖြစ်နေချိန်မှာပကာရီရွာကအမျိုးသားတအူနဲ့သမီးဖြစ်သူတို့မှလည်းလက်နက်ကြီးကြီးစားအထိမှန်တရားရရှိခဲ့ကြပါတယ်။တိုက်ပွဲနဲ့ပတ်သက်လို့တိုက်ပွဲမှာပါဝင်တက်ခိုက်ခဲ့တဲ့ဒွေမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တပ်ဖွဲ့တာဝန်ရှိသူကို ဂျိုဘဝက်ကဆက်သွဲမိမြဖို့調査နေပေမဲ့အဆက်သွဲမရသေးပါဘူးစနေမလ15ရက်ကတိုက်ပွဲဖြစ်တဲ့နေ့အနီးတဝိုက်မှာရှိနေတဲ့အသက်90ကျော်အရွယ်အဖိုးတူတေဆုပ်တယ်လို့သတင်းထွက်ခဲ့ပေမဲ့ဒီကနေ့တွားရောက်ကြည့်ရှုရမှာတော့အသက်ရှင်ပြန်တွေ့ရတယ်လို့ဒေတာကန်အမျိုးသားတူကပြောပါတယ် ရကန်းစင်ဘိုးကြီးကျောင်းဝင်းတင်းမြုပ်ခဲတဲ့ဆန္နာရှင်တပ်ဖွဲ့ဝင်အလောင်း9လောင်းကိုရွာသားတွေပြန်ဖော်ပြီးမိသူကြိုလိုက်တယ်လို့ဒေသခံချို့ကပြောပါတယ်။ဩဂလ16ရက်ကနေတွင်နေတီတွယ်မီတာတကီလန်တရှောက်ကိုဆန္နာရှင်တက ကားနဲ့စိတ်ကားဆက်လက်နဲ့တွေ့ပို့ဆောင်နေတယ်လို့တပ်ဖွဲ့ဝင်အား300ကျော်လဲဖြန့်ချက်ကစစ်ကြောင်းထိုးနေတာပါ။ မီတာပြူအားစခန်းကိုရှီကာပိုပြီးပြန်လာတဲ့ဆန်နာရှင်တန်စစ်ကြောင်းဟာမီတာနဲ့ကြောင်းမဲ့တောင်ချလန်ပိုက်တနေရာမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစနေမာလ16ရက်ဒီကနေ့မနေ့ပိုင်းမှာဝါကူးရွာဘက်ကိုရောက်ရှိနေတယ်လို့ဆိုပါတယ်စကန်းစင်ဖူကြီးကြောင်းမှာတက်ဆွဲခဲ့တဲ့ဆန်နာရှင်တက်ကတော့ပကာရီရွာဘက်ကိုဒီကနေ့မနေ့ပိုင်းမှာပြောင်းလာတယ်လို့ဒေသခံတွေစီကသိရပါတယ် လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကဖားရဲ့အပတ်စဉ်နှင့်အခြေခံစစ်တင်နှန်းစင်ပွဲအခမ်းအနားကိုအခုလ15ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကိုလောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတွေပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတွေပြည်သူ့လုံခြုံရေးအဖွဲ့ကတာဝန်ရှိသူတွေနဲ့ဖိတ်ကြားထားသူတွေတက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။တနင်္လာနေ့တိုင်းကော့တောင်းခရံခမောက်ကြီးမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့လှေတွေကိုတိုက်ခိုက်ရမှာ စစ်သား6ဦးထဲမှနည်းဟာသေသွားခဲ့လို့ကော့တောင်းခံပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စတင်မာလ9ရက်နေ့နေ့လယ်12နိုင်ခွဲအချိန်လောက်ကခမောက်ကြီးမြို့နယ်ခမောက်ငယ်ယူဇနာစီအောင်ပြိုးကင်းကို ရောက်ရှိနေတဲ့စစ်သားအင်အား100ခန့်ကနေထုံနှုတ်အင်အား30ကျော်ဟာခမောက်ငယ်ကျွရဘက်ကိုရေလန်းကနေလှေငယ်နှစီးနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ခဲ့ရမှာဆက်လက်တစည်းဟာနှိမ့်မြုပ်သွားခဲ့ပြီးစစ်သား6ဦးထက်မနည်းဟာတေသွားခဲ့တယ်လို့လည်းသိရပါဗါးအဲလိုတိုက်ခိုက်ခံရမှုကြောင့်ခမောက်ငယ်ရွာကယူဇနာစီအောင်ပြိုးခင်းမှာကြန့်ရှိခဲ့တယ် နောက်ချံစစ်သားတွေက120မမ87မမလက်နယ်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးတက်ခတ်ခဲ့ပြီးမယ်လေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ရလို့လည်းသိရပါဗါးအလားတူစတင်မလာ10နှစ်မနေ့ပိုင်းကလည်းကော့တောင်းမြို့ကနေစစ်ကူပေးဖို့အတွက်ဆက်လီနစီနဲ့ထွက်လာတယ်အင်အား90ခန့်ရှိတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကကော့တောင်းမြို့နယ်မလီဝမ်းကျေးရွာ စရင်စုအနီးမှာတက်ခတ်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ၃နိုင်ခန့်ကြာမြင့်ခဲ့လို့လည်းသိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားတွေတေဆုံးဒဏ်ရာရှိပြီးလက်နက်ကြီးပစ်ကိုအစမပြတ်လုဆောင်ခဲ့တယ်လို့တေဆုံးဒဏ်ရာစစ်သားတွေကိုတယ်ဆောင်ကကော့တောင်းဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါဗျရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့ထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား133ဦးထပ်မံဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားကြရသိရှိရပါတယ်။ စတေမာလာ16ရက်နေ့မနေ့6နိုင်ခွဲဝန်းကျင်အချိန်လောက်ကထိုင်းနိုင်ငံကချနာပူရီခရိုင်ထောင်ဖာဘုံမြို့နယ်ထိုင်းခနွန်ကျေးရွာမှာထိုင်းနိုင်ငံအတွင်းကိုတရားဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား133ကိုဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါဗျ။မြန်မာနိုင်ငံသားတွေနဲ့အတူထိုင်းနှုတ်နဲ့ကား3စီးကိုလည်းဖမ်းဆီးရရှိခဲ့ပြီးဖမ်းဆီးရရှိခဲ့တဲ့မြန်မာနိုင်ငံသားတွေထဲမှာအမျိုးသား83ဦးအမျိုးသမီး38ဦးပါဝင်နေတယ်လို့လည်းသိရပါဗျ။ န်းစည်းခံရသူတွေဟာထိုင်းနိုင်ငံမှာအလုပ်လုပ်ကြရန်အတွက်ပွဲစားတအုပ်ကို ထိုင်းဘတ်15000ကနေ2000ပေးဆောင်ခဲ့ရပြီးဖျားသုံးစုကနေတဆင့်ကချနာပူရီခရိုင်အတွင်းကိုတော်လန်ကုန်းလန်နဲ့ရေလန်းတွေကနေဝင်ရောက်လာတာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အလားတူစက်တင်ဘာလ16နေ့မနေ့အစောပိုင်းမှာပဲထိုင်းနိုင်ငံကချနာပူရီခရိုင်အတွင်းကိုတရားဝင်ဝင်ရောက်လာတယ်။အသက်2နှစ်အရွယ်ရှိတဲ့မြန်မာကလေးတူအပါအဝင်မြန်မာနိုင်ငံသား53ကိုဖမ်းဆီးခဲ့ပြီး ူတို့အားလုံးဟာရန်ကုန်ကနေလာလာလို့လည်းသိရပါဗျ။အဲဒါကြောင့်စက်တင်ဘာလ16ရက်နေ့တရက်ထဲမှာထိုင်းနိုင်ငံကချနာပူရီခရိုင်မှာတရားဝင်မွေးရောက်လာတဲ့မြန်မာနိုင်ငံသား166ဦးကိုဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်ရှင်။